နောက်ဆုံးအနေဖြင့်အီဂျစ်ကိုအာရုံစိုက်ချကြည့်ပါစို့အာပြန်ဘက်ပါလက်စတိုင်းဖွဲ့ဖြစ်တဲ့ဟာမတ်နဲ့ဖတာဒိုဟာဂါဇာမှာအမေရိကန်ထောက်ခံထားတဲ့ပြစ်ခတ်ရဆဲရီကိုပုံမခံပါစေဖို့အတွက်ကျွမ်းမှုရတဲ့စစ်တပိုင်းအဖြစ်ရှားပါတဲ့ဆွေးနွေးပွဲတွေကျင်းပခဲ့ကြပါတယ်။အီဂျစ်နိုင်ငံမီဒီယာများအရဟာမတ်နဲ့ဖတာကိုစလဲအဖွဲ့များဟာအပြစ်ခတ်ရဆဲရီအစီအစဉ်ဒုတိယအဆင့်ကိုဆွေးနွေးဖို့အတွက်ဂိုင်ရိုမြို့မှာဂျာရာဗင်နေ့ကတွေ့ဆုံခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွေဟာပြည်ခရစေရဲ့အနောက်အဆင့်ကိုအကောင့်ထဲပေါ်ဖို့လိုအပ်တဲ့အဆင့်တွေနဲ့ပါလက်စတိုင်းညီညွတ်ရေးစစ်တမ်းကိုပြန်လည်တည်ဆောက်နည်းတို့ကိုအဓိကအာရုံစိုက်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂါဇာစစ်ပွဲနောက်ပိုင်းကာလအတွက်စီစဉ်မှုများ ကိုလည်းဆွေးနွေးခဲ့ကြပါတယ်။နောက်ပတ်စလုံးဟာလာမယ့်ရက်တရပတ်မှာဆွေးနွေးမှုတွေကိုဆက်လက်လှုပ်ဆောင်ဖို့အတွက်တဘောတူခဲ့ကြပါတယ်။ဟာမတ်နဲ့ဖတာတို့ဟာပါလက်စတိုင်းနိုင်ငံတီထောင်ရေးအစ္စရေးနဲ့ဆက်ဆံရေး ပါလက်စတိုင်းနေပြည်တော်ကိုမြေသူထိန်းချုပ်မလဲဆိုတဲ့အချက်တွေဟာအမြင်ကွဲပါမှုတွေရှိပါတယ်။2006ရွေးကောက်ပွဲမှာ အာမရဲ့အနိုင်ရပြီးတဲ့နောက်နောက်ဖက်ကြားချမ်းဖက်ပြည်ထောင်ခါများဖြစ်ပွားခဲ့ပြီး2009မှာဟာမတ်ကဂါဇာကိုထိန်းချုပ်ယူပြီးဖာတာကိုနင်ထုတ်ခဲ့ပါတယ်။တာရဗီနီကကိုင်ရိုစီဝဲမှာ သူတို့ကွဲခွာခဲ့ဒီမှာနှစ်ပေါင်း20နှစ်အကြာမှာ ယုံကြည်မှုနဲ့ညီညွတ်မှုကိုပြောင်းလဲတည်ဆောက်ဖို့ရှားပါတဲ့ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ထို့ပြင်အီဂျစ်ထောက်လန်ရေးအကြီးအကဲဟာအစ္စလာမစ်ဂျီဟာနဲ့ပါလက်စတိုင်းလွမြောက်ရေးအဖွဲ့ချုပ် PLO မှ အဖွဲ့နှစ်ဖွဲ့အပါအဝင်အခြားပါလက်စတိုင်းအဖွဲ့များနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အရာရှိတွေကဤအစည်းအဝေးဟာပါလက်စတိုင်းများအကြားအမျိုးသားရေးညီညွတ်မှုကိုဖန်တီးရန်ဤကျေးဇူးပမှုတစိမ့်တစ်ပိုင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဤဖြစ်ပေါ်တိုးတက်မှုတွေဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့က၎င်းရဲ့အချက်20ပါညရဲ့အစီအစဉ်ကိုမြင့်တင်နေခြင်းမှာဖြစ်ပေါ်ခဲ့ပါတယ်။ထိုအစီအစဉ်မှာအာရာနဲ့မြူစလင်နိုင်ငံများကဂါဇာမှာနိုင်ငံဆုံးတုံချုံရေးတပ်ဖွဲ့ဖွဲ့စည်းရန်ပါဝင်ပြီးအစ္စရေးတပ်များနှုတ်ထွက်ခြင်းတွင်ဖြစ်သည်။တဲ့ဂျေတရီအစ္စရေးတွင်လာရောက်လက်ပနေတဲ့အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုကအပြစ်ခံရဆဲရီဆက်တဲ့တည်တံ့မြည်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ West Bank မှာနိုင်ငံရေးတင်မမှုမြင့်တက်နေပါတယ်။မေဂါပြည်တော်စုဟာ West Bank ကိုတိမ့်ပိုက်ခွင့်ပြုနိုင်တဲ့ Israel ဥပဒေမူကြမ်းတွေကိုပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ Interview တစ်ခုမှာသမ္မတ Trump က Israel ကိုတိမ့်ပိုက်ထားတဲ့ West Bank ကိုတိမ့်တွင်းခြင်းမပြုရန်တတိပေးခဲ့ပါတယ်။သူကပြောကြားခဲ့ပါတယ်။၎င်းမဖြစ်ကဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ကျွန်တော်ဟာအာရဗ်နိုင်ငံတွေကိုဂရုပေးတဲ့အတွက်ကြောင့်ဖြစ်တယ်။ကျွန်တော်တို့ဟာ အာရတ်ထောက်ခံမှုအားကောင်းစွာရရှိထားပြီးအီဇွေကထိုတို့လောက်ပါကအမေရိကန်ထောက်ခံမှုကိုရှိုးရှိုးရမှာဖြစ်တယ်လို့တမနာထွန်းကပြောကြားခဲ့ပါတယ်။ဒူရတမနာ JD Vance ကလည်း EDP ချက်ကိုထပ်မံပြောကြားခဲ့ပြီးတိန်းတွင်းအစီအစဉ်ကို အလွန်မိုက်မဲတဲ့နိုင်ငံရေးလှုပ်ရှားမှုလို့ခေါ်ဆိုခဲ့ပါတယ်။သူကဘလို့ပြောလဲဆိုတော့ West Bank ကိုအမေရိကန်အီဇွေကတိန်းတွင်းမှာမဟုတ်ပါဘူး။ထိုရာထရန့်အုပ်ချုပ်ရေးမူဝါဒဖြစ်နေစေဖြစ်တဲ့နိုင်ငံရေးသမားတွေက ်တင်ငေတဆန်နဲ့မဲပေးမှုတွေလှုပ်ခြင်းပါကလုံနိုင်တယ်ဒါပေမဲ့ကျွန်တော်မကျေနပ်ပါဘူးနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုဟာလည်းအစ္စရေးရဲ့တိမ်တွင်းချင်းအစီအစဉ်ဟာဂါဇာဖြစ်ကရဆဲယူအန်ဒီယဖြစ်စင်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်အာရဗ်နိုင်ငံများအပေါ်ဝင်ဆော်ဒီအာရေဗျာဂျော်ဒန်နဲ့တူရကီတို့ဟာအစ္စရေးပြည်မှာရဲ့မဲပေးမှုကိုပူရဆုတ်ချခဲ့ပြီး၎င်းကအနည်းရောမြင့်ဖြတ်ကျော်ခဲ့တယ်လို့ဆိုခဲ့ပါတယ်ဤနိုင်ငံများကို ဝါရှင်တန်ကဂါဇာပြည်နယ်တည်ထောင်ရေးအတွက်တပ်ဖွဲ့များနဲ့ငွေကြေးထောက်ပံ့ရန်တောင်းဆိုနေခြင်းဖြစ်ပြီး၎င်းဟာထိုင်းရဲ့ငြိမ်းချမ်းရေးအစီအစဉ်ရဲ့အဓိကစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဟာမတ်စ်နဲ့ဖတာဒိုဟာကိုင်ရိုမှာစစ်ပွဲနောက်ပိုင်းမဟာပြူဟာကိုဆွေးနွေးနေချိန်မှာအမေရိကန်ပြည်ထောင်စုဟာငြိမ်းချမ်းရေးကိုထောက်ခံခြင်းနဲ့ဝက်စ်ဘတ်မှာပိတ်ပခတ်တစ်မဖြစ်ပွားအောင်ဆောင်စားခြင်းကြားတွင်ဟန်ချက်ညီအောင်တွေးပန်းနေကြပါတယ်။သူပိတ်ပခတ်တစ်ခါဂါဇာမှာရှိတဲ့ပြည့်စည်လွယ်တဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးနိုင်ပါတယ်။